ဇန်သူဟာသွေးပြက်နေပါပြီစိတ်သက်တည်းလဲကြာစိတ်စိတ်လဲမတိုက်ချင်တော့အဲ့ဒီအချိန်မှာကျွန်တော်တို့ဘက်ကတော့အခုမှအခုမှစပြီးတော့ဖွဲ့လိုက်တကယ်သူစိတ်သက်တည်းကတက်ကြွနေနေနေတယ်အတို့ပြည့်အညာဒေတာမှာကျွန်တော်တို့ကတပ်ပေါင်းစုကြီးနဲ့နေမိတဲ့တိတ်မှာချက်ကောင်ကြီးကိုပံမိုးပေးနေတယ်ကွန်ပလီတွေလည်းရှိသေးတယ်အဲ့ဒီဝန်ပလီတွေကကျွန်တော်တို့တော်လန်ရေးအင်အားစုတွေကိုပလင်မောကနေဆွဲချတာလာရှုံမှမြင်ရတော့နေရာ နှက်လို့မှာအဲ့ဒါတွေကိုကျွန်တော်ပြောတာအန္တရာယ်ရှိလေမကွေးစကိုင်းမန္တလေးကိုပိတ်လို့ကျွန်တော်အားထုတ်တာအားထုတ်တဲ့အခါမှာပေးရဝင်စင်ညာလို့မကောင်းလို့ဒီချင်ရတာအေးပါဝင်အေးပါဝင်စစ်နိုင်ထားတဲ့တိုင်းရင်သားဤကိုပြကူမကူမပုံစံတော့ကျွန်တော်အတိအကျမပြောချင်ဘူးပြောလည်းမပြောနိုင်ရှော့တွင်းနေအဲ့တော့အဲ့ဒါကြီးသူမလုံးနိုင်အောင်ကျွန်တော်ဘာလုပ်ရမှာလဲနေပြည်တော်ကို ရွေးကောက်ပွဲတိုင်ငယ်မှာချင်းချောင်းနိုင်တဲ့အနေထားရောက်အောင်ကျွန်တော်စီရီးယားတိုက်ခိုက်ရအောင်အဲ့တိုက်ပွဲမှာပါမလန်းပါဘူးမပါဘူးဆိုရင်ခင်ဗျာနေဦးဒေါ်လာရဲ့အတွက်ကဲထောက်ခံတယ်ဆိုတော့လီပဲဖြစ်မှာစစ်မတိုက်ချင်စစ်မတိုက်ချင်တော့ဘူးတို့အဲအဲ့တော့ဒီဘက်ကလည်းပဲတကယ်စိတ်ဓာတ်နဲ့တိုင်းရင်းသားတွေနိုင်ထားတာကိုကြည့်ပြီးတော့ငါတို့ကတခါမှမနိုင်သေးဘူးနိုင်အောင်တိုက်မယ်ဆိုတော့အန်ဂျီလေးအန်ဂျီလေးပဲရှက်တိုင်ပေါ့ဗျာနိုင်အောင်တိုက်ပေါ့နော်ရှက်တိုင်ပေါ့နော်အဲ့ဒါအန်ဂျီတမိုင်းပဲ အတိုက်လို့အဲ့ပေါ်ကြီးရှုံသွားရင် energy ဆိုတာလည်းပဲမြောင်းနေရအောင်ဟောဆို2026ဘယ်လိုဆက်ချင်ကြလဲကိုကိုမီအဲ့တော့မလွဲမသွေနိုင်မှာနိုင်မြန်မာပြည်အဟွန်တကက်ခါလေကြီးကိုဖြတ်ပြီးတော့နိုင်လိုက်ပြီဖြစ်တဲ့တုံးစစ်ကကျွန်တော်တို့ကတဝက်နိုင်ခိုးဘက်ကအဲ့မှာလဲတိုက်ပွဲကြီးကကျွန်တော်တို့ထင်သလောက်ဟလာဂျန်သူကခုခံမယ်ဘုံလီကျက်တာအဲ့လောက်ကြီးကြားနေစရာအကြောင်းမရှိဘူးသူတို့လက်နဲ့ချမှာ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့နိုင်ငံလုံးဆိုင်ရာတက်ပေါင်း NRA အနေနဲ့ဒီနှစ်ရွေးကောက်ပွဲမတိုင်ခင် နေပြည်တော်ကိုတိမ့်နိုင်မှုစူးစမ်းသွားမည်ဖြစ်ကြောင်း NRA တီထောင်သူဦးစိုးတန်းနိုင်ပြောလာသည်မှုအဆုံးထိနားဆင်ဝေဖန်တုံ့တက်ပေးသွားကြပါဦးခင်ဗျာလေမလူယူတော်လည်းတရားလူငယ်ခံချင်မှာဖြစ်တယ်။နေပြည်တော်ကိုရွေးကောက်ပွဲမတိုင်ခင်မှာချင်းချောင်းနေတဲ့အနေထားရောက်အောင်ကျွန်တော်စီးရရတက်ခဲ့ရ ဒါပေမဲ့ကျွန်တော်စီရင်တွေ့ကြုံရရန်သူလက်နဲ့အများစုဆိုတာချိန်မိုးရေးတိုက်ပွဲတစ်ဆင့်ရတယ်။တရားမှန်ကန်လို့ရှိရင်ထောက်ခံလာလိမ့်မယ်ဆိုတော့ကျွန်တော်ရဲ့ယုံကြည်မှုကိုအခုတလာခွဲအတွင်းမှာကျွန်တော်မြင်တွေ့ရတာအဲ့ကြာကြီးဖြစ်တယ်လို့ကျွန်တော်ခင်ဗျားကိုပြောပြနေတာ။အခုကတိုက်ပွဲအသေးတောင်မှသိ2000လောက်တုံတဲ့အခြေအနေဖြစ်တာ။ရုပ်ဝအကြောင်းချက်လည်းမပြည့်စုံသေးတဲ့အခြေအနေအောက်မှာဟုတ်ကဲ့ဆရာဦးတန်းစောနေခင်ဗျာပြီးခဲ့တဲ့22ရက်နေ့ကဟိုဆရာတို့ရဲ့နိုင်ငံလုံးဆိုင်ရာတော်လိုင်းမဟာမိတ်တပေါင်းစု NRA က အထူးလေးစုံကြီးစည်းဝေးကျင်းပတယ်လို့သိရပါတယ်ဆိုအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘာတွေဆွေးနွေးပြစ်လဲသိလိုပါတယ်ဆရာကျွန်တော်တို့ NRI ကတော့မူတော်အဖြစ်စီးရင်နဲ့ပတ်သက်တဲ့လိုအပ်ချက်တွေကလွဲလို့ရှင်ပြန်တဲ့နိုင်ငံရေးလှုပ်ရှားမှုဘာနာရေးစီစဉ်အဲဘာနာရေးရှင်းတာအဲ့ဒီကိစ္စတွေနဲ့ပတ်သက်လို့အစဉ်တိုင်းအစဉ်တိုင်းမှာလူလူကိုချပြတော့ရွယ်ချက်ရှိပါတယ်အဲ့ဒါကြောင့်အခုဆိုလို့ရှင်ကျွန်တော်တို့ဖွဲ့စည်းကြောင်းကျင်းပပြီးတော့တလခွဲလောက်ကြာတဲ့အခါမှာကျွန်တော်တို့ဘာတွေလုပ်နေလဲဘာတွေဖြစ်နေလဲ အဲအောင်မြင်မှုကဘာလဲအကြက်တည်းကဘာလဲဆိုတဲ့ကိစ္စတွေနဲ့ပတ်သက်လို့လူလူသိအောင်ကျွန်တော်တို့ဟိုပြောသွားကြမှာလေအဲဒီမှာရရင်လဲရတယ်အောင်မြင်လဲအောင်မြင်တယ်မအောင်မြင်လဲဘာကြောင့်မအောင်မြင်ဘူးဆိုတာတွေပြည်သူတွေကိုပုံမှန်လည်းအရှင်းခံတော့ဖို့ပါနောက်တစ်ချိန်ထဲမှာဘာနာရေးရလွယ်သုံးစားမှုတွေမဖြစ်အောင်ဘယ်အဆင့်မှာပတ်စံဘလောက်ကျွန်တော်တို့စူးစိနိုင်လဲအဲဒီကနေပြောဘယ်ဘယ်ဟိုဘလို့ခွက်ပြေတယ်ဆိုတော့အကြမ်းမြန်ကျွန်တော်တို့လာကြဟမ်ဒါတို့ငလာကြဒါမှမဟုတ်ရှင်စီမံချက်တစ်ခုချင်းအတွင်းမှာသုံးဆွဲတဲ့ကိစ္စတွေနဲ့ပတ်သက်လို့လူလူကိုအတိပေးသွားဖို့အတွက် အစီအွေခေါ်ပြီးတော့ပြောမယ်ဆိုမယ်ဆိုပြီးတော့ကျွန်တော်တို့စူးစိကြတာအဲ့တော့အဲ့တော့စူးစိမှုမှာအာဘယ်သူတွေပါဝင်ကြလဲဆိုတော့တန်တာရီကလုံမှုဆောင်ကောမဒီနိုင်ကဘူလုံမှုဆောင်ကောမဒီ23ရက်သူတို့ပါဝင်ကြပါတယ်အဲ့ဒီမှာကော်မရှင်သုံးခုလည်းပါတော့ဗောရနိုင်ငံရေးကော်မရှင်စီကော်မရှင်နဲ့အဲ့ဒီအဲဘာနိုင်ရေးကော်မရှင်သုံးခုပါတာဗောအဲ့ဒီသုံးခုအပြင်အပြင်ကကျွန်တော်တို့ ਨੇ ဆက်သွယ်ဆွေးနွေးထားတဲ့နော်ဒါမှမဟုတ်9ရောက်ပါတယ်တခြားမဟာမိတ်ဖွဲ့တွေ ਨੇ ကျွန်တော်တို့ NRI ကိုစိတ်ဝင်စားတဲ့လူ အဲ့ဒါတွေဘာဘာတွေလုတ်ပြီးတော့ဘာတွေဖြစ်နေလဲဆိုတော့အနေထားတွေသိကျင်တဲ့လူတွေကလည်း20အစိတ်လောက်ပါတယ်အလုံးပေါင်း90လောက်တော့ပါတာပေါ့ခင်ဒါမဲ့အဲ့ဒီမှာကျွန်တော်တို့မှရှုပ်ထွေးမှုမရှိအောင်အစည်းအဝေးမှာကြိုးပြီးတော့ကိုကျွန်တော်တို့ကပြောထားတာမိခွန်းနေမိပါဒီစီရေးဆိုင်ရာအာလျှို့ချက်ကလွှဲလို့ရှိရင်ဂျန်တဲ့ကိစ္စတွေအလုံးကျွန်တော်တို့မဖြေနိုင်တာမရှိဖြေသွားမယ်ဆိုတဲ့အကြောင်းကိုတို့တော့ကျွန်တော်တို့အဲ့ဒီမှာလူတယောက်ကိုမိခွန်းတစ်ကြိမ်နဲ့မိခွန်းမရှိဘူးတစ်ကြိမ်ကို9မိနစ်အဲ့ဒီလိုမိတာတွေကိုကျွန်တော်တို့ ပြည်ပြော်ရဲအဲခေါင်းဆောင်တွေကနေပြောအရှင်းပြပြီးတော့ကျွန်တော်တို့အစီအစဉ်ကိုစတင်တာပေါ့လေဟုတ်ကဲ့ဆရာအဲ့တော့ဆရာတို့ခုစုဖွဲ့တာတလခွဲကြပြီဆိုတော့ဒီစုဖွဲ့မှုမှာအခုအင်အားဘယ်လောက်ရှိလာပြီလဲဘာတွေဆောင်ရွက်နေလဲဆိုတာရောဗာများပြောပြလို့ရမှာဗျာအခုကကျွန်တော်တို့ ਨੇ ဆက်သွယ်လာတဲ့အဖွဲ့အစည်းကနော်၆ဖွဲ့ရှိတယ်ဗျ၆ဖွဲ့ကိုစုစည်းကြည့်လိုက်တဲ့အခါကျတော့အင်အား900လောက်ရှိတယ်။အဲ့တော့အင်အား900လောက်မှလည်းအဲ့၅ဖွဲ့ထဲမှာ၄ဖွဲ့ကကျွန်တော်တို့ NRA ရဲ့ခေါင်းစည်းအောက်မှာအလံအောက်မှာကျွန်တော်တို့ NRA တပ်ဖွဲ့အဖြစ်ဆက်သွယ်လှုပ်ရှားခြင်း။အဲကျန်တဲ့တပ်ဖွဲ့ကတော့စောင့်ကြည့်အောင်မယ်လို့သူတို့ကပြောတာ။ကျွန်တော်တို့ ਨੇ ပူးပေါင်းပြီးတော့ကျွန်တော်တို့တပ်ဖွဲ့အဖြစ်ရပ်တည်သွားမယ်ဆိုတဲ့အဖွဲ့၄ဖွဲ့ကဘာဖြစ်လဲဆိုတော့အင်အား900လောက်ရှိတယ်။အဲလိုဆက်သွယ်ဆွေးနွေးပြောဆိုမှုစီစဉ်ထားတဲ့အဖွဲ့က10ဖွဲ့15ဖွဲ့လောက်ရှိတယ်။တကယ်တမ်းကျွန်တော်တို့ချိန်ကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ရဲ့ဘန္နာရေးအနေထားကအခုကဘိုးကော်မတီဝန်နေတဲ့တော့လုံမှုဆောင်နေစတဲ့ပြီးတော့မတီထားတဲ့ရမုံငွေက3900လောက်ပဲရှိတယ်။ ဲ့တော့3900လောက်ပဲရှိတဲ့အခါကျတော့အခုကတိုက်ပွဲအသေးတောင်မှ3000လောက်ပုံနေအခြေအနေဖြစ်တယ်။အဲ့တော့ရိုးရိုးပြောလို့ရှိရင်လောလောဆယ်ကျွန်တော်တိုက်ပွဲရဲမှာပေါ်နိုင်သေးတဲ့အခြေအနေပေါ့ဗျာ။ဘန္နာကြီးဘက်ကပြောတာကလည်းအရင်ဆုံးကျွန်တော်တို့ဘက်ကသနတ်တန်ထွက်ဖို့လိုတယ်တဲ့။သနတ်တန်ထွက်ပြီလို့ရှိရင်တော့လိုက်လာကြမှာပါတဲ့။အဲ့လိုပြောကြတယ်ဘန္နာကြီးက။အဲ့တော့ကျွန်တော်တို့ကလည်းသနတ်တန်ထွက်ဖို့လည်းတစ်ဖက်ကစဉ်းစားရတာပေါ့ဗျာ။ဒါပေမဲ့ကျွန်တော်တို့တိုက်ပွဲကြီးတွေမတိုက်နိုင်ပါဘူး။ဟိုကတိုက်ပွဲငယ်တွေတိုက်ဖို့တောင်မှနည်းနည်းအကန့်အသတ်နဲ့လုပ်နေရတယ်။ စီးရရဆရာတို့အဓိကသွားမှာပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ဂျာမန်နိုင်ငံရေးရဆောင်ရွက်မဲ့အပိုင်းတွေကိုဗာမျှပြောလို့ရမယ်စီးရတိုက်ပွဲနဲ့ကျွန်တော်တို့ကအာအကောင့်ထဲဖုန်းနိုင်တဲ့ဒုဗတ်ကြောင့်ချက်လက်မပြည့်စုံသေးတဲ့အခြေအနေအောက်မှာကျွန်တော်တို့ကနိုင်ငံရေးတိုက်ပွဲကိုစီးရနဲ့ပေါင်းပြီးတော့အကောင့်ထဲပို့ဖို့ကျွန်တော်စဉ်းစားဆုံးဖြတ်ကြပါမယ်ချက်ကောင်စီရဲ့ရွေးကောက်ပွဲစတင်ဖြတ်သိမ်းရေးနောက်ပြီးတော့စစ်သားစုဆောင်မှုစတင်ဖြတ်သိမ်းရေးဆိုတဲ့ကိစ္စတွေနိုင်ငံရေးနည်းရနော်ဝေဖန်ရှုံချတာအပြင်စီးရနည်းရပါကျွန်တော်တို့လှုပ်ရှားအကောင့်ထဲပို့ဖို့ကျွန်တော်တို့စီစဉ်ထားတာဖြစ်ပါတယ် ဒါကကျွန်တော်တို့အခြေအနေကျွန်တော်တို့စနိုင်တဲ့နေရာစတော့တိုက်ပွဲကြီးတွေစခန်းသိမ်းတွေကျွန်တော်တို့မလုပ်နိုင်သေးပါဘူးဒါပေမဲ့အဲ့ဒီကိုသွားမှာပါအဲ့တော့ဒီ NRI စစုဖွဲ့မှုကဆရာတို့၃ယောက်ကိုတွေ့ရတယ်ဆရာတို့စီးရီးတာဝန်ခံတွေနဲ့စပြီးရောရှင်းပြတယ်ပေါ့နော်အဲအခုတလာခွဲရှိတဲ့ကံမှာအခုဒီစုဖွဲ့မှုမှာ Go Comedy စီးစီစသည်ဖြင့်အဲ့လိုစုဖွဲ့မှုကပေါ်ပြီလားဘယ်သူတွေကတာဝန်ယူဦးဆောင်ပါလဲဆိုအဲ့ဒါလေးလည်းကိုတောက်ပြောလို့ရနိုင်မလားဗျမပြောချင်သေးဘူးခင်မပြောချင်သေးဘူးဆိုတော့ဘာကြောင့်လဲဆိုတော့ခုနကလူကျွန်တော်တို့6ဖွဲ့လာတာတောင်မ ကျွန်တော်တို့ကလေးဘွယ်ပဲလက်ခံတယ်လူအင်အား900လောက်ရှိတယ်အဲသူတို့ကကျွန်တော်တို့ဘောလုံးဝမိခိုးပြီးတော့ NRD တပ်ဖွဲ့အနေနဲ့လုတ်ပါမယ်ဆိုတော့ကျွန်တော်တို့မှာပတ်စံမရှိဘူးအ ਨੇ ဆုံးသူတို့ကိုယူနီဖောင်းတက်ဆင်ရမယ်ဗျလက်နဲ့ဝယ်ပေးရမယ်အဲဒီလုပ်ငန်းတွေအတွက်ဘန်ဒါရီကွန်ဖရင်ကနေပြီးတော့အတော့ကိုတက်တက်ကြွကြွလုတ်ကင်နေကြပါတယ်နောက်ဘန်ဒါရီကွန်ဖရင်မှာလည်းကျွန်တော်တို့မှာဟိုအခက်ခဲတွေကအရင်တုန်းကအဖွဲ့အစည်းတွေရဲ့လုပ်ပုံကိုင်ပုံတွေပုံမှာလူလူကမကျင်တတ်တဲ့အပေါ်မှာအခုကျွန်တော်တို့ကိုလည်းယုံကြည်ရမရှိသေးဘူးဗျဘုံဝင်လင်းလင်းပြောရအဲ့ဒါကြောင့်ကျွန်တော်တို့က ိုက်ပွဲခေါ်နိုင်အောင်လှုပ်ရှားမှုပေါ်နိုင်အောင်ကျွန်တော်တို့စတယ်စပြီးတော့မှကျွန်တော်တို့ကိုယုံကြည်မှုရလာတဲ့အချိန်မှာအဲ့ဒါကြီးဖြစ်လာပြီအဲ့တော့ဆလိုနာကကျွန်တော်တို့တက်အင်ဟာနော်ဘာရဆိုပေမဲ့လောက်လောက်လာလာကျွန်တော်တို့ကဘာရလုံးဝတ်စုံခိုင်းအောင်ကျွန်တော်တို့မပေးနိုင်သေးဘူးနော်အဲ့တော့အခုကအဲ့လိုရှိတယ်သို့တော်ညာလဲဆိုတော့တရားရှိရင်ကုသူများမယ်ဆိုတဲ့အနေအထားကိုကျွန်တော်ပြောခဲ့အဲ့တော့ကျွန်တော်တို့လက်တွေ့လုပ်ငန်းတွေလုပ်မယ်လူလူယုံကြည်မှုရအောင်တည်ဆောက်မယ်အဲ့ဒီဘုံကရလာတဲ့အဲ အခွင့်အလမ်းတွေပေါ်မှာဘူတီပြီးတော့ကျွန်တော်တို့တော်လိုင်းလေးကိုအလုပ်သေးပြုနေအောင်ကျွန်တော်တို့ကတော့ဟုတ်ပြီပြီးတော့ကျေပြီးတော့ချီးတက်ဆရာတို့ကအဓိကတိုက်ပွဲဖွင့်ဖို့ဆိုတော့ခရမ်းလက်နဲ့လိုတယ်အဲ့အတွက်အဓိကငွေကြေးပန်းတာငွေပေါ့နော်ဒါကဆရာတို့မှာအနေချင်းတာရှိတယ်ဆိုတော့ဆရာတို့စစုဖွဲ့တော့မှာဒါရေတို့ပေါ့နော်အချိန်တို့တွင်းမှာပဲစစ်နိုင်တတ်ဖို့ပြီးဥတီလာတာအဲ့တော့ဘန်ဒါရေးကရေးကြီးတဲ့ကဏ္ဍဖြစ်နေတော့ဒီဘန်ဒါငွေမရဘဲနဲ့ရေးရှင်မှာအခုတိုက်ပွဲတွေဖော်ဖို့ဘယ်လိုစဉ်းစားလဲဒီဘန်ဒါငွေကအခုလို ဟိုအများပြည်သူစီကပေါ့နော်ပြည်သူလူထုစီကထဲဝင်မှုနဲ့ပဲရှိမလားဒါမှမဟုတ်တခြားဘလူနီးလန်းရှိနိုင်တယ်ဒီဗန်နာဝင်မရှိဘဲနဲ့တော့ဆရာပြောပုံရဆိုတော့မဖြစ်နိုင်ဘူးလေအခြေအနေတွေကဆိုအဲ့ပေါ်ကတေချာဘလူစဉ်းစားထားလေဗျတေချာဘလူစဉ်းစားထားလဲဆိုတော့ကျွန်တော်ကတော့ရေဘူကမူဝါဒသဘောနဲ့ခင်ဗျားကိုပြောလိုက်တာပဲဗျာရှင်အကူသူများတယ်အခုကိုတိုင်ရင်ဆိုင်ရင်ကျွန်တော်တို့ကိုပုံအပ်ပေးနေလက်နဲ့ပြည့်စုံကြည့်တယ်ကျွန်တော်တို့ရဲ့မူဝါဒနဲ့သဘောထားတွေမှန်ကန်လို့ရှိရင်အခုကအခုရှိနေရဆိုကျွန်တော်တို့မှ900လောက်ရှိတယ်အခုအခုလာအပ်တဲ့အဖွဲ့နဲ့ဆိုရင်1500 1000လောက်ရှိတယ် တော့ခဲ့ရတာကျွန်တော်တို့ဘာနာရေးရှာကြမလို့သူတို့ကရှာပြီးလားနော်အဲ့တော့ဆိုတော့ကကျွန်တော်တရားရှင်ရင်ကုသူများတယ်နော်တရားမှန်ကန်လို့ရှိရင်ထောက်ခံလာလိမ့်မယ်ဆိုတော့ကျွန်တော်ရဲ့ယုံကြည်မှုကိုအခုတလာခွဲအတွင်းမှာကျွန်တော်မြင်တွေ့ရတာအဲ့ဒါကြီးဖြစ်တယ်လို့ကျွန်တော်ခင်ဗျားကိုပြောပြနေတာကျွန်တော်တို့မှန်ကန်တဲ့မူဝါဒတွေ policy တွေနဲ့တရားမှန်ကန်တဲ့လမ်းကြောင်းတန်လျှောက်လို့ရှိရင်ကျွန်တော်တို့ဟာလူလူဒီမပြုခံရလိမ့်မယ်လူလူယုံကြည်လိမ့်မယ်လူလူကအားပေးလာလိမ့်မယ်လို့မျှော်လင့်နေကျွန်တော်တို့ရှေ့ဆက်ပြီးတော့လှုပ်တော်ဖို့သဘောထားရှိပါတယ် မြန်မာနိုင်ငံတွင်နျူကလ িয়ার နည်းပညာဖွံ့ဖြိုးတိုးတက်ရမည်ဟုအကြံဖက်မင်းအောင်လိုင်ပြောဆိုပြန်ရုရှားနိုင်ငံမော်စကိုမြို့မှာရောက်ရှိနေတဲ့အကြံဖက်မင်းအောင်လိုင်က Redison Collection Hotel မှာပြုလုပ်တဲ့လူငယ်နဲ့အနာဂတ်မြန်မာသိပ္ပံနှင့်နည်းပညာသိပ္ပံပညာရပ်ဆိုင်ရာအလုပ်ယုံဆွေးနွေးပွဲမှာမြန်မာအနေနဲ့နျူကလ িয়ার နည်းပညာဖွံ့ဖြိုးတိုးတက်ရမယ်လို့ပြောဆိုခဲ့ပါတယ်။နျူကလ িয়ার နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနဲ့နျူကလ িয়ার စွမ်းအင်ကိုငြိမ်းချမ်းစွာအသုံးပြုနိုင်ရေးတို့အတွက်ဆောင်ရွက်ရမှာဖြစ်ပြီးနျူကလ িয়ার အခြေခံအဆောက်အအုံတည်ထောင်နိုင်ရေးအတွက်လည်း ကျွမ်းကျင်တဲ့လူဆွမ်းအားအရင်အမြစ်တွေလိုအပ်မယ်လို့မင်းအွန်လိုင်းကပြောဆိုထားပါတယ်။နျူကလ িয়ার နဲ့တက်ရောက်ကြီးနည်းပညာကိုစွမ်းအင်ကဏ္ဍအပြင်ကျန်းမာရေးစိုက်ပျိုးရေးမွေးမြူရေးစက်မှုနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍတွေမှာအသုံးချနိုင်ပါတယ်လို့အကြံဖတ်မင်းအွန်လိုင်းကပြောပါတယ်။နိုင်ငံပြင်ပမှာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေဟန်ဆောင်ပြောနေပေမဲ့လက်တွေ့မြန်မာနိုင်ငံမှာအကြံဖတ်မင်းအွန်လိုင်းခေါင်းဆောင်တဲ့စစ်တပ်ဟာ နိုင်ငံအတွင်းရှိဒီမိုကရေစီအရေးနဲ့စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ဆောင်နေတဲ့လူငယ်တွေများစွာကိုတပ်ဖြတ်တာဖမ်းဆီးအကျဉ်းချတာတွေပြုလုပ်နေတာပဲဖြစ်ပါတယ်။ဒါအပြင်မင်းအောင်လှိုင်ရဲ့စစ်တပ်ဟာနိုင်ငံအတွင်းလူငယ်80ထောင်ကျော်ကိုမတရားစစ်မှုထမ်းဥပဒေအုံပြုပြီးစစ်တပ်ထဲမဝင်မနေရစစ်မှုထမ်းခိုင်းတာရှေ့တန်းစစ်မျက်နှာပြင်တွေကိုတောက်လျှောက်ပို့ဆောင်အသေးခံခိုင်းနေတာဖြစ်ပါတယ်။ ဟုတ်ဆရာအဲ့တော့ဆရာတို့ကဒီနွေဦးတော်လိုင်းရဲ့နောက်ပြန်လမ်းမှာဆိုလို့တားလျှော့မှာဆိုလို့ဒီလိုစုဖွဲ့လို့ဆရာတို့ရဲ့ရီမန်းချက်ထဲမှာပါပါတယ်ဆိုတော့အခုတလကွဲကျော်ရှိလာပြီဟိုအချိန်တွေကိုဆရာတို့ခြုံငုံမိပြီပေါ့နော်ဟိုပုံစံဆရာတို့ရဲ့စုဖွဲ့မှုဆိုတော့တော်လိုင်းရဲ့နောက်ပြန်လမ်းမဲ့ဟာတွေကိုဆရာတို့အနေနဲ့ဟိုနလန်ထောက်လုပ်နိုင်မဲ့အတေထားမျိုးရှိတယ်လို့ယုံကြည်လာအခုချိန်မှာတော်လိုင်းရဲ့တားလျှော့မဲ့တန်ရရှိတယ်လို့ကျွန်တော်ပြောတာကိုအခုကမီဒီယာတချို့မှာတချို့သောနိုင်ငံရေးရာမပေါက်တပေါက်ကောင်တွေကတားလျှော့နေပြီလို့ကျွန်တော်ပြောနေတာမျိုးအဓိပ္ပာယ်ဖွင့်ဘောဘူးအန်ရရှိတယ်လို့ပြောတာ ျွန်တော်တို့ဒီကိစ္စကိုလင်းလင်းနဲ့နဲ့မဟန်တိုင်းလင်းလင်းနဲ့နဲ့ကျွန်တော်တို့တုံ့ပြန်ဆန့်ကျင်မှုမပြုလို့ရှင်ဒါကြောသွားလိမ့်မယ်လို့ကျွန်တော်သတိပေးနေတာဖြစ်တယ်။နော်အဲ့တော့ကျွန်တော်အဲ့ဒါကိုပြန်လုပ်နိုင်မယ့်အနေအထားရှိလားမရှိလားဆိုတာကျွန်တော်တယောက်တည်းရဲ့အကန့်ကျမှာမဟုတ်ဘူး။ NRI ရဲ့အကန့်ကျမှာလည်းမဟုတ်ဘူး။ရွေးဥတော်လိုင်းရတရားလုံးရကံကျမှာဖြစ်တယ်။အဲ့တော့ဝိုင်းစင်စားကြောက်လို့လေ။အဲ့ဒီအချိန်ကြီးရောက်ပလာမရောက်ဘူးတူ။အဲတချို့ကတော့အခု NUG ကပြုပြင်ပြောင်းလဲလုံးပဲနောက်ပြီးတော့သူ့ဘောတဲ့တိုက်ပွဲလေးတွေတချို့ရှိလာတယ်။ တောင်းပါဂုံပြူတယ်ကျွန်တော်လည်းဂုံပြူတယ်ဟုတ်ဒါမင်းလေးတော့နေတော့မရဘူးစက်ကတည်းကလည်းမရဘူးခင်ဗျာအမောတိုက်နေလားကျွန်တော်ကလည်းတောက်ပြူနဲ့စစ်တူကိုတိုက်ပြရလဲတနည်းနည်းရောရှိအဲ့ဒီထဲမှာစစ်ကောင်စီကိုပံမိုးပေးနေတယ်ကွန်ပလီတွေကလည်းရှိသေးတယ်အဲ့ဒီဝန်ပလီတွေကကျွန်တော်တို့တော်လိုင်းရဲ့အင်အားစုတွေကိုပလင်မောကနေဆွဲချတာလာချုံမှာမြင်ရတော့နေရာနတ်လို့ဦးမှာအဲ့ဒါတွေကိုကျွန်တော်ပြောတာအန္တရာယ်ရှိတယ်ကြောင့်တွေ့တယ်အဲ့တော့အဲ့ဒါတွေကသူမလုံးနိုင်အောင်ကျွန်တော်ဘာလုပ်ရမှာလဲနေပြည်တော်ကို ရွေးကောက်ပွဲမတိုင်ခင်မှာချင်းချောင်းနိုင်တဲ့အနေအထားရောက်အောင်ကျွန်တော်ဈေးရတက်ခဲ့ရအဲ့တိုက်ပွဲမှာပါမလားမပါဘူးမပါဘူးဆိုရင်ခင်ဗျားနေဦးဒေါ်လာရဲ့အတွက်ခင်ဗျားထောက်ခံတယ်ဆိုတော့လေပဲဖြစ်မှာအကျွန်တော်တို့ကဒီနှစ်လအတွင်းမှာအဲ့ဒီကိစ္စတွေပါတယ်လို့ပြပြတတကိုယ့်အကူဆုံးဖြတ်ချက်ချဖို့အဲ့တော့ကျွန်တော်တို့အခုဘာမှမရှိဘူးကြအခုတိုင်ရင်လေးရင်နဲ့အခုကြီးစီမံချက်ဒီမှာပူပေါင်းမယ်တိုင်ရင်ဆိုင်ရင်ရှိတယ်15ရင်းလောက်ရှိတယ်အဲ့လောက်နဲ့တော့မတိုက်နိုင်ဘူးတိုက်လေရှုံးမှာရှင်းရှင်းပဲတို့တော်ညာလဲကျွန်တော်တို့ကမြင်းကြီးဒီဟာသူတော်စိတ်တက်ဘာပဲဖြစ်ဖြစ် နိုင်တိုက်ဖို့ကြတော့အဲ့တော့ဆရာတို့အခုစုဖွဲ့မှုတလခွဲကြောအကြံပါဆရာတို့ NRI နဲ့ပတ်သက်ပြီးတော့အတော်အတန်ဝေဖန်တာတွေလည်းကျွန်တော်ကြားပါတယ်ဆရာတို့လည်းကြားသိမယ်လို့ထင်ပါတယ်အဲ့ဒီဝေဖန်မှုတွေပေါ်ဝေါ်ဆရာအနေနဲ့ဗာမြားပြန်ပြီးတော့ဟိုပြောကြလို့လည်းဗျဝေဖန်မှုတွေကိုကျွန်တော်ကဗစမ်းနဲ့မတုံ့ပြန်ပါဘူးကျွန်တော်ထဲကလူငယ်တွေကတော့မခံနိုင်လို့ပြန်ပြောတော့ရှိချင်လည်းရှိမှာပေါ့ဗျကျွန်တော်ဘူးရခင်ဗျားတို့တော်များနဲ့ကျွန်တော်တို့ကပူးပေါင်းဆောင်ရွက်ဖို့လိုတာကိုမီဒီယာနေပြီးတော့နှုတ်နဲ့တုံ့ပြန်တယ်လို့ကျွန်တော်သိပြီးတော့ ဟိုကျွန်တော်အဖွဲ့အစည်းအနေနဲ့မလုပ်ပါဘူးလူတူးချင်းအနေနဲ့သူ့ဆန္ဒလျောက်ပြောတာတော့ပြောချင်လဲပြောပြီးစီပေါ့ဒါကတော့သူ့မှာလည်းခွင့်ရှိတာဒါပေမဲ့ကျွန်တော်တို့ကလက်တွေ့နဲ့တုံ့ပြန်မယ်လက်တွေ့ကကျွန်တော်တို့မူရီ policy တွေမှန်လို့ရှင်အဲ့ဒီကနေတိတ်သွားတယ်ကျွန်တော်အဲ့လိုပဲယုံကြည်တယ်လူတို့ကအဲ့ဒါကြီးကိုလက်ခံမှလည်းမဟုတ်မှန်သလားမှားသလားဆိုတာလူတို့ကခွဲခြားနိုင်မှာလေလူတို့ကိုကျွန်တော်တို့ယုံကြည်တယ်ဒါမှမဟုတ်လူတို့ကမထောက်ပံ့တော့လို့ကျွန်တော်တို့ရှုံးသွားလည်းမတတ်နိုင်ဘူးဒါပေမဲ့ကျွန်တော်တို့ကနောက်ဆုံးချိန်ထိ လူလူပေါ်မှာယုံကြည်စွာသစ္စာရှိစွာတော်လိုင်းရေးသစ္စာနဲ့နောက်ဆုံးချိန်ထိတိုက်ပွဲဝင်သွားမယ်ဆိုတော့ကျွန်တော်တို့ပြောချင်ပါအဲ့ဒါကြီးကိုကျွန်တော်စကားနဲ့မတုံ့ပြန်လက်တွေ့ဘာလို့နေလဲအဲ့ဒါကြီးဘာလို့နေလဲဆိုတာနဲ့ကျွန်တော်တုံ့ပြန်ပါစောင့်ကြည့်ကြပါနောက်တစ်ခုကဆရာတို့ရဲ့အခုချိတ်ဆက်မှုမှာဟို ERO တွေနဲ့ပါဆောင်ရွက်မယ်လို့ကျွန်တော်ပထမအင်တာဗျူးမှာတည်ထားပါတယ်အဲ့တော့ ERO တွေနဲ့ချိတ်ဆက်နိုင်မှုအပိုင်းကိုဘာများပြောလို့ရမလဲဗျာအာပြောလို့ရမလဲဆိုတော့ ERO တွေကကျွန်တော်တို့ကဆက်ဆက်ပြီးသားကြီး KIA နဲ့နော် ဗိုလ်ချုပ်ခွန်မော်တို့ကျွန်တော်တို့ဟာကာလတစ်ခုကနိုင်ငံရေးလှုပ်ရှားမှုတွေမှာသဘောထားညီစွာရပ်တည်လုပ်ကိုင်လာခဲ့တဲ့လူတွေအလားတူ KNU နဲ့ဆက်ဆက်ပတ်သက်ပြီးတော့ဒီနေ့ထိလုပ်နေတဲ့လူတွေလည်းကျွန်တော်ထဲမှာပါတယ်အဲ့တော့ကျွန်တော်တို့ကသူတို့နဲ့ကျွန်တော်တို့ကမူဝါဒသဘောထားတွေညှိနှိုင်းပြီးတော့ပူးပေါင်းဆောင်ရွက်ဖို့အတွက်အားမနိုင်ငံရေးရလိုအပ်ချက်ရှိပါဘူးမူဝါဒပေါ်စီရကျွန်တော်တို့ဒီမိုကရေစီပေါ်စီအုပ်ချုပ်ပုံကိုပြင်မြောက်ရေးအတွက်လည်းသဘောထားတွေအမြင်ရှိပြီးသားဒါပေမဲ့ ကျွန်တော်တို့ကအင်အားမရှိဘဲနဲ့သူတို့ကိုတွားပြီးတော့ပုံပေါင်းဆောင်ရွက်မယ်။ဘာညာကြီးချင်းမပြောချင်ဘူးကြာ။ပြောမယ်ဆိုရင်အဲ့ဒီခေါင်းဆောင်တွေအားလုံးကကျွန်တော်တို့ရဲ့လူပေါက်ကိုင်းမဲ့တွေ။အားမိတ်တွေပဲ။ဒီနေ့ကာလမှာကျွန်တော်တို့ကအခိုင်အမာပြနိုင်တဲ့အင်အားတစုံတရာမရောက်သေးမီမှာသူတို့နဲ့မပြောတာ။သူတို့နဲ့အခုမှမိတ်ဆက်မယ်လူတွေမဟုတ်ဘူး။ဘိုးချုပ်ခွန်ပေါင်းဆိုတဲ့လူကျွန်တော်တို့က2000ခုနှစ်ပတ်ဝန်းကျင်လွန်ခဲ့တဲ့နှစ်အစိတ်လောက်ကလေးကကျွန်တော်တို့ပုံပေါင်းဆောင်ရွက်ခဲ့တာ။ကျွန်တော်တို့တောင်ပိုင်းကကဲနယူဆိုလို့ရှိရင်လေအခုနောက်ပိုင်းပုဂ္ဂိုလ်တွေတော့ဟိုမှာမီဒီယာမှာမှတစ်ဆင့်အနေမှာနည်းနည်းသိရတော့ ပရိုမန်ရှာနဲ့ကျွန်တော်တပေါင်းစုဖွဲ့ဖို့အတွက်6လောက်လောက်စ조사ခဲ့တဲ့ဖြစ်စဉ်တွေရှိပါတယ်။ဒါရီကပုဂ္ဂိုလ်ကြီးကိုကိုကြီးသွင်းမှုတွေဖြစ်မှဆိုလို့မပြောချင်တာ။အဲတော့သူတို့နဲ့အခုမှမိတ်ဆက်ပြီးအခုမှဖလဲတင်းလောက်ကြာမလိုဘူးကြာကျွန်တော်အင်အားရှင်ပေါင်းမှုပဲ။မူဝါဒ policy တွေကလည်းတိတ်ပြီးအထူးညှိစရာမလိုပါဘူးကြာ။ဘာမှမဟုတ်အဲ့ဒါအတွက်အင်အားတွေတက်မလို့အင်အားရှင်မှကျွန်တော်တို့လုပ်ငန်းကိန်းကန်းတွေဆောင်ရွက်ရတာအဆင်ပြေပါမှာ။မရှိဘဲနဲ့တော့ပြီးဓာတ်ပုံတွဲရခိုင်းနေနေုံနေတော့မမေးလို့ငါမအောင်မြင်ပါဘူး။ ဟုတ်ကဲ့ဆိုလိုတာကအဲ့လိုမျိုး EAWC ကတစုံတရာအကူအညီများဆရာတို့အနေနဲ့ရယူနိုင်ဖို့ရှိမလားဆိုတော့မေးလိုတာပါ။ဟုတ်အဲ့ဒါကတော့နော်ကျွန်တော်တို့အရင်ကတစုံတရာရှိလာရင်သူတို့နဲ့ဆက်သွယ်ပြီးသူတို့ဆရာကူညီတောင်းမှာ။ဥပမာ KAY ဆိုတဏ္ဍာမေးတိုင်းတော့ဂျီတံပဲပဲပေးနိုင်တယ်ဗျာ။ဟုတ်ဝယ်လိုလေးရတယ်။လုံးမှာပေါ့ဗျာ။ခုလည်းဝယ်သုံးနေရတာပါပဲ။ဒါပေမဲ့ကျွန်တော်စီရေးတွေ့ကြုံရရန်သူလက်နဲ့အများစုဆိုတာချင်းမိုးရေးတိုက်ပွဲကတစင်ရတာပါ။ဒီလိုပတ်စံနေနဲ့ဝယ်နေတာမဟုတ်ပါဘူး။ပြုတ်ပြီးပြည်သူလက်မျိုးရေးတက်မလို့အောင်ပွဲရလာတဲ့ ပြန်လည်ထိုးစစ်ကာလမှာလည်းကြည်တော်တော်များများကတိုက်ပွဲကိုကြည့်ရတယ်။ဒါပေမဲ့အဲ့ဒီကိစ္စတွေဒီကျွန်တော်ဒီနေ့မသွားကျင်သေးပါဘူး။ဟုတ်ကဲ့ဆရာတို့နောက်ဆုံးအနေနဲ့ဆရာတို့ကအန်အာရီဖွဲ့စည်းမှုစုဖွဲ့မှုတလာခွဲကျော်တဲ့အခါမှာအများပြည်သူအတွက်ကောတခြားတော်လိုင်းအင်အားစုတွေအတွက်ကောဘာတွေများဆက်ပြီးတော့သတင်းစကားပေးဖို့ရှိလဲတလာခွဲရှိလာတဲ့နေ့မှာဟုတ်ကဲ့သတင်းစကားပေးချင်တာကတော့ရှင်းနိုင်တိုင်းအာနာသိရေးစစ်ပွဲအောင်နိုင်ရေးကိုဥတည်တဲ့အတွက်နော်စစ်ပွဲအတွက်လိုအပ်ချက်တွေတတ်နိုင်တဲ့ဘက်ကနေတတ်နိုင်တဲ့နည်းလမ်းတွေပံ့ပိုးကူညီပေးရအောင် ကျွန်တော်တို့အားလုံး volunteer အနေနဲ့ပါဝင်ကြမှာဖြစ်ပါတယ်။ပြည်သူလူထုမှတခါကိုယ်ကိုရမှရှိပါဘူး။ပြည်သူလူထုထောက်ခံရင်ထောက်ခံတော့ကျွန်တော်တို့ဆက်လုပ်မယ်။ပြည်သူလူထုမထောက်ခံတော့ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့တော်ရရှုံးမှာပေါ့။ကျွန်တော်တို့ရှင်းရှင်းလင်းလင်းကိစ္စတွေအားလုံးကိုကြည့်ကြတာပေါ့။လူထုကလည်းရှင်းရှင်းလင်းလင်းပဲမြင်ပြီးတော့ရေးရှိအတွက်